ထိုင်းရွှေဈေးကတော့ဒီနေ့မှလည်းတရားကြားနဲ့ဈေးပွင့်တော့ပါပြီ။ထိုင်းရွှေဈေးက3ရက်ဆက်တိုက်ကိုကြာနေတာဖြစ်ပါတယ်။အားလုံးမင်္ဂလာပါ။စိတ်ချမ်းသာခြင်းကိုကြံပါခြင်းနဲ့ပြည့်စုံနိုင်ကြပါစေ။ဒီနေ့က26ရက်နေ့6လ2020နဲ့5ခုနှစ်မနက်ပိုင်းထိုင်းရွှေဈေးကတရားကြာပါတယ်။96.5ရာခိုင်နှုန်းရှိတဲ့ထိုင်းရွှေခဲဈေးဆိုင်ကရောင်းတဲ့ဈေးက9300၊ဆိုင်ကလက်ခံတဲ့ဈေးက9200၊လက်ဝိညာဉ်ဈေးနှုန်းတွေကဆိုင်ကရောင်းတဲ့ဈေးက9200၊ ဆိုင်ကလက်ခံတဲ့ဈေးက9196.63ညနဲ့ပေါင်းစည်းရှိနေပါတယ်။ကမ္ဘာထွေတောင်စားကိုဒေါ်လာ3330နဲ့ထိုင်းရွှေဈေးကိုတွက်ထားပြီးတော့ဒေါ်လာကိုထိုင်းမှတ်ငွေ30.51နဲ့ထိုင်းရွှေဈေးကိုတွက်ထားပါတယ်။96.5ခန့်လို့ရှိတဲ့ထိုင်းရွှေခဲကဘန်ကောက်ထဲမှာလက်က200ရှိပါတယ်။လက်ကပီစီထိုင်းရွှေခဲတပတ်သားကို9150နဲ့ပေါင်းစည်းရှိနေပါတယ်။ဆိုင်ကလက်ခံတဲ့ဈေးကရခိုင်နှုန်းပြတ်မပြတ်ပဲဆိုင်က9200နဲ့ပြန်ပြီးတော့လက်ခံမှာပါ။ ဒီနေ့ထားရွှေလက်ဝယ်ရနာတပတ်သားကိုပြန်ရောက်မယ်ဆိုရင်ဆိုင်က900ခန်းလုံးဖြတ်ပြီးတဲ့အပြင်ကို48600ကျော်စင်းနဲ့ပြန်ပြီးတော့လက်ခံပါပါ69.99ရှိတဲ့ရွှေခဲကဆိုင်ခံရောင်းတဲ့ဈေးကတက္ကရာကို3493ဘတ်ဆိုင်ခက်လက်ခံတဲ့ဈေးကတက္ကရာကို3480နဲ့ပေါင်ဈေးရှိပါတယ်ဒီနေ့မှာထိုင်းရွှေဈေးကကျနေတာဖြစ်တဲ့အတွက်ထိုင်းရွှေကိုစိတ်ဝင်စားလို့ဝယ်ဆိုမယ်ဆိုလို့ရှိရင်တော့အခဲကိုပဲဝယ်ဆိုထားကြပါလို့ကျွန်တော်ကအကြံပြုချင်ပါတယ်ထိုင်းရွှေအခဲကိုစိတ်ဝင်စားလို့ဝယ်ဆိုမယ်ဆိုရင်လက်ကဈေးသက်သာတဲ့ဆိုင်ကိုကျွန်တော်လမ်းညွှန်ပေးပါမယ် ဘန်ကောက်ထဲမှာဆိုရင်စီနက်ကလင်စီကော့ချခွဲမှာတွားပြီးတော့ဝယ်လို့ရပါတယ်တပတ်သားကိုလက်က200မဘတ်သားတွေဝယ်မယ်ဆိုရင်လက်ကအကုန်ကြမရှိပါဘူးတိုင်းရွှေစင်ငွေစီတွေကိုအမြဲတမ်းတင်ပေးပါတယ်တိုင်းရွှေစင်ငွေစီတွေကိုသိချင်တယ်ဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုတွေကို follow လုပ်ထားနိုင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုကြံပါခြင်းနဲ့ပြည့်စုံပြီးအနေရကင်းလို့ပေးရှင်းနိုင်ကြပါစေ